ဘဝနာပါရာလင်းနဲ့ပဲတမွေးဝမ်းလှုပ်ရှင်တာပေါ့ရုံသားရွေးချက်ဖို့ကြလည်းအဆင်မပြေဘူးလေကိုယ့်ရဲ့မိသားစုကိုလည်းချက်ပြန်ကြည့်ရအောင်ဝင်ကြရကြသူတို့အထူးဆန်းရန်လေးတွေဆိုပြီးသူကလေးတွေဆိုရင်အတတ်မခံတာတော့အနာမနေရတာတော့အဲ့လိုတွေရှိတယ်ပပကြောက်လို့အားနဲ့ပတ်သက်တာအမှုပညာနဲ့ပတ်သက်တာဆိုတော့ဘာမှမကြိုက်ဘူး။အဲ့တော့ဘယ်လိုပြောမလဲခိုးလို့ရရယ်ပေါ့နော်။ပပကျတော့ကြောင်းတက်ခိုင်းပြီးချင်းတယ်။ ရဏာနဲ့ကျွန်တော်ရဲ့ career နဲ့ထပ်တူကြဖို့ဆိုတာမလွယ်ဘူးဖက်ဖက်ကနေဖိအားတွေဟိုရှိရယ်ပေါ့နော်ဒီလိုရလေဝင်ကောင်းပါတယ်ဒါပေမဲ့ကိုဝါနာပါရန်နဲ့ကိုဖြစ်နေတာလည်းကြောင့်ဝင်မကြောက်ဘူးဗျာ ဆိုတော့ GVD photography ဘက်ကိုစားလေ့လာတဲ့အချိန်တုန်းက GVD မှာဘာမှမရှိရတကယ်ဘာမှမရှိတာကင်မရာဆိုလည်းမရှိဘူး GVD ပထမဆုံးရိုက်ခဲ့တဲ့ shop တင်ဆိုလို့ရှိရင်လည်းအဲ့လိုဖုန်းတစ်လုံးခန်းနဲ့ပဲပေါ့နော်တော့ဝါရရှော့ပြင်ဆိုတော့ဝါသားတစ်ခုရှာတွေ့ရဆိုရင်နေရာမှာအတက်ရမသေးပါဘူးလူအတန်းစားမကြီးဖြစ်ချင်းပဲဖြစ်ဖြစ်ရှာတွေ့နိုင် ော်လုတ်ပြန်တဲ့အချိန်တွေပေါ့ပြီးတော့ကိုအားတဲ့အချိန်တွေမှာ GPU လေးကိုလေ့လာပြန်